ထမဆုံးတင်ဆက်ပေးရမယ့်ကမ္ဘာစီးရေးသတင်းကတော့ American ပြည်ထောင်စုကအီရန်နျူကလ িয়ার စက်ရုံများကိုလေယာဉ်နဲ့ဘုံကျဲချလိုက်ခြင်းဖြင့် Israel Iran စစ်ပွဲမှာပါဝင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မြန်မာစံတော်ချိန်ဇွန်လ22ရက်နေ့ American စံတော်ချိန်ဇွန်လ22ရက်နေ့မှာ American ကအီရန်နိုင်ငံ Fordo Nantas နဲ့ Isfahan လို့မှာရှိတဲ့နျူကလ িয়ার ဆက်ရုံများကို American ဘုံးကျဲလေယာဉ်များနဲ့ဘုံးများချဲချခဲ့တယ်လို့သိရပါတယ်။၎င်းတက်ခတ်မှုဟာအလုံးအောင်မြင်ပြီးတော့လေယာဉ်များအလုံးဟာယခုကအီရန်ရဲ့လေပိုင်နက်ထဲကနေထွက်သွားပြီဖြစ်ကြောင်း American သမ္မတ Trump ကကြေညာလိုက်ပါတယ်။ Fordo, Natas နဲ့ Isfahan အပါအဝင်အီရန်မှာရှိတဲ့နျူကလ িয়ার နေရာ၃နေရာကိုကျွန်တော်တို့တွေအောင်မြင်စွာတက်ခတ်မှုပြီးမြောက်ခဲ့ပါပြီ။လေယာဉ်တွေအလုံးဟာအခုအီရန်လေကြောင်းရဲ့ပြင်ပမှာရှိနေပါပြီ။ ဘုံအပြစ်တင်ထားတဲ့ follower ကိုကျဲချလိုက်ပါတယ်လေရင်နေအားလုံးဘေးကင်းစွာနဲ့အိမ်ပြန်နိုင်ပါပြီကျွန်တော်တို့ရဲ့ American စစ်တီတော်များအတွက်ဂုဏ်ယူပါတယ်ဒါကိုစွမ်းဆောင်နိုင်တဲ့ကမ္ဘာပေါ်မှာတခြားစစ်တပ်မရှိသေးပါဘူး အခုချိန်ဟာငြိမ်းချမ်းရေးဆွေးနွေးဖို့အချိန်ရောက်ပါပြီလို့ American သမ္မတ Trump ကကြေညာလိုက်ပါတယ်။ Iran Israel စစ်ပွဲမှာ American ပြည်ထောင်စုကတရားဝင်ပါလာခြင်းကြောင့်စစ်ပွဲကြာရှည်ခြင်းနဲ့ Iran ဘက်ကနေလဲအခြားစစ်အင်အားကြီးမားတဲ့နိုင်ငံကြီးများပါဝင်လာနိုင်တယ်ဆိုတဲ့ပုံသတ်မှုများကိုလည်းနိုင်ငံတကာသတင်းဌာနများမှကြေပြန့်စွာသုံးသပ်ဖော်ပြနေကြပါတယ်။ American စံတော်ချိန်ဒီကနေ့ည10:00နာရီအချိန်မှာ American သမ္မတ Trump ကနိုင်ငံတော်ကိုမိန့်ခွန်းပြောကြားမှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ